ိုရီးယားရဲ့နာမည်ကြီးတရားစလံတွေငါကား number 5 hotel de luna ဒီဇက်ကလေးကတော့2019ခုနှစ်ကထွက်ရှိခဲ့ပြီးတော့လှိုးဝက်ဆက်ဆန်စိတ်ကူးရင်တရေ drama ဇက်လန်လေးပဲဖြစ်ပါတယ်ဇက်လန်လေးရဲ့အဓိကဇက်ကောင် German Wall ဆိုတဲ့အလှတရားနဲ့ရက်ဆက်တတ်တဲ့အမျိုးသမီးတယောက်ပါသူမကနှစ်ထောင်ကြီးကြံရှိနေခဲ့တဲ့ Shea Hotel de luna ကိုစီမံခက်ခွဲရပါတယ်ဒီ hotel ကလူသေးတွေဝန်းကြီးတွေကိုဝဆောင်မှုပေးတဲ့ထူးခြားတဲ့နေရာတစ်ခုဖြစ်ပြီးတော့လမင်းထွက်ချိန်မှာတက်ရှိလူတွေမမြင်နိုင်တဲ့လှိုးဝက်နေမြေတစ်ခုဖြစ်လာပါတယ် Man Wall ဟာရှေ့ကျတဲ့ဖြစ်တစ်ခုကြောင့်ဒီ hotel ကိုထာဝရစီမံရတဲ့ပြည်တံကိုခံနေရပါတယ်ဒီနေ့မှာကူချန်ဆောင်ဆိုတဲ့ professional တယ်မန်နေဂျာလူငယ်တစ်ယောက်ကိုဟိုတယ်ရဲ့မန်နေဂျာတစ်ဖြစ်ခန့်အပ်လိုက်ပါတယ်။ခြံဆောင်ဟာစီကန်းရှိပြီးတော့ရိုးသားတဲ့လူငယ်တယောက်ဖြစ်ပြီးဒီသူစန်းရဲ့လောကထဲကိုရောက်ရှိလာချိန်မှာဟိုတယ်ရဲ့ဝန်းကျင်အဲ့တဲ့သူတို့ရဲ့မနာလိုတဲ့အကြောင်းအရာတွေနဲ့ဟိုတယ်ရဲ့ရှိဟောင်းလှုပ်ဝှက်ချက်များကိုရှာဖွေဖော်ထုတ်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။အဓိကတရုပ်ဆောင်နေနဲ့အားလုံးကသိကြတဲ့အတိုင်းပဲမင်းသမီးချောလေးအာယူနဲ့မင်းသားကျိုးချင်းကိုယ်တို့ကအဓိကပါဝင်တရုပ်ဆောင်ထားပါတယ်ဇက်လန်လေးကချစ်ချင်းနဲ့ဆုံရှုံချင်းပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုစတဲ့ခံစားချက်ကိုပေးတဲ့ဇက်ကားကောင်းလေးတကားပါဒီဇက်လန်ကို TVN ဆိုတဲ့ channel ကအထူးသဖြင့်ပြသခဲ့ပြီးတော့ စုစုပိုင်း16ပိုင်းဒီပါရှိပြီးတော့ဝေဒင်းနေနဲ့လည်း INDB 8.1ထောင်ရရှိခဲ့တဲ့2019ရဲ့အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ် နံပါတ်4 Oh my god ဒီဇက်ကားလေးကတော့2015ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ကိုရီးယားရဲ့ romantic comedy drama တစ်ခုဖြစ်ပြီးတော့အဝန်းကြီးနဲ့အချစ်ဇက်လန်ကိုရောဆက်ထားတယ်ပျော်ရွှင်စရာကောင်းတဲ့ဇက်ကားကောင်းတဲ့ဒီကဖြစ်ပါတယ်ဇက်လန်လေးကတော့ဇက်လန်ရဲ့အဓိကဇက်ကောင်းနာဘုံကြီးဆိုတဲ့ရှက်သက်တိတ်ဆိတ်ပြီးတော့ကိုကိုကိုယုံကြည်မှုနဲတဲ့လုပ်ငန်းခင်အလုပ်တင်လေးစပုံမှုအမျိုးသမီးတစ်ယောက်ပါသူမဟာဝန်းကြီးကိုမြင်နိုင်တဲ့စွမ်းရည်ရှိပေမဲ့လည်းဒါကိုကြောက်ရွံ့ပြီးတော့လူတွေနဲ့ခေါက်ခေါက်ကနေတက်ပါတယ် ူမရဲ့အလုပ်ခွင်ကဆမ်ရိုးဆိုတဲ့ရဲ့နာမည်ကြီးစားတောက်ဆိုင်တစ်ခုဖြစ်ပြီးတော့အဲ့ဒီမှာနာမည်ကြီးစပုတ်မူကန်ဆွန်ဟူဆိုတဲ့မန်တက်စီကတ်နေချက်ပြီးတော့ချစ်စရာဖျက်တရောင်းနေတဲ့အလုပ်လုပ်ရပါတယ် ဘုံကြီးဟာစွန်းဦးကိုတိတ်တခုချစ်နေပေမဲ့လည်းသူ့ဘက်ကမသိပါဘူးတနေ့မှာတော့ရှင်ဆိုအေးဆိုတဲ့အပြိုလေးဝန်းကြီးတစ်ခုနဲ့ဘုံကြီးရဲ့ခေါ်လဲကိုဝင်ရောက်လာပါတော့တယ်စွန်းအေးဟာတည်ဆုံးချိန်မှာအပြိုလေးဖြစ်တည်ခဲ့ရတာကြောင့်သူမရဲ့မပြည့်စုံတဲ့ဆန္ဒကိုဖြေရှင်းဖို့လူသားတစ်ယောက်နဲ့ဆက်ဆံရေးရှိနေပါတယ်သူမဟာရှက်သက်တဲ့ဘုံကြီးကိုပြောင်းလဲပြီးရေရေတင်းတင်းပွင့်လင်းပြီးဆွဲဆောင်မှုရှိတဲ့အမျိုးသမီးရဲ့တယောက်ဖြစ်ကိုပြောင်းလဲစေပါတယ်အဲ့ဒါနဲ့ပဲစွန်းဦးနဲ့ဘုံကြီးတို့ကြားမှာရေစရာအချစ်ဆက်လန်းလေးတွေကစတင်လာပါတော့တယ် ဇက်လန်မှာတော့ဝင်းကြီးဒီမပြည့်စုံတဲ့ဆန္ဒတွေအတိတ်ကလှုပ်ဝှက်ချက်တွေစားတော့ဆိုင်ရဲ့ဟင်းချက်ပြိုင်ပွဲတွေဝန်ထမ်းတွေရဲ့ဟာတာနဲ့ချစ်စရာဆက်ဆံရေးပါဝင်နေပြီးတော့နောက်ဆုံးချစ်ချင်းခွင့်လွှတ်ခြင်းနဲ့ကိုယ်တိုင်ယုံကြည်မှုရှာဖွေခြင်းတွေကိုနှွေးတိစဖျော်ပြထားပါတယ်အဓိကတရုပ်ဆောင်နေနေတဲ့မင်းသားချော်လေးဂျွန်ရင်ဆော့မင်းနမီပပူရောင်းတို့ကအဓိကပောင်းဝင်တုပ်ဆောင်ထားပါတယ်ဇက်လန်လေးတို့တော့2015ခုနှစ် TVN ဆိုတဲ့ channel လွတ်တန်ကနေထုတ်လင်းပြသခဲ့ပြီးတော့စုစုပိုင်းအနေနဲ့ပိုင်း16ပိုင်းပါရှိပါတယ် rating အနေနဲ့လည်း7.9ထီတောင်ရရှိတာတဲ့ဇက်ကာကောင်းလေးတွေကဖြစ်ပါတယ်နံပါတ်3 Bright is on God ဒီဇက်ကလေးကတော့2016ခုနှစ်ကထွက်ရှိခဲ့တဲ့ဇက်လန်လေးတစ်ခုဖြစ်ပြီးတော့ဝန်ကြီးတွေကိုဖမ်းဆီးရှင်းလင်းတဲ့ကိုရီးယားရိုမက်တစ်ဟာသဒနမာတစ်ခုဖြစ်ပါတယ်။ဇက်လန်လေးကတော့မင်းသားဟာပပုံပွဲဆိုတဲ့ကောလိပ်ကျောင်းသားလေးတယောက်ပါ။သူကငယ်ငယ်တည်းကဝန်ကြီးတွေကိုမြင်နိုင်ပြီးတော့ထိတွေ့နိုင်တဲ့စွမ်းရည်ရှိပါတယ်။ဒီစွမ်းရည်ကသူ့ကိုအထီးကျန့်စေပြီးတော့ဝန်ကြီးတွေကိုဖမ်းဆီးရှင်းလင်းပြီးငွေရှာတဲ့ Ghost Butter အလုပ်ကိုအချိန်ပိုင်းလုပ်နေရပါတယ်။ဘုံဖဲဟာငွေတွေကိုစုပြီးတော့ခွဲစိတ်ကူတမှုခံယူပြီးတော့ဒီစွမ်းရည်ကိုဖယ်ရှားရှင်းနေတဲ့သူပါ။ဒီနေ့မှာတော့ကင်ဟွန်ကြီးဆိုတဲ့အထက်တန်းကျောင်းသူဝန်ကြီးတစ်ခုနဲ့တွေ့ဆုံပါတယ်။ ဟွန်ဂျီဟာမတော်စတဲ့ဆုံးခဲ့ပြီးတော့သူမရဲ့အမှတ်ညံတွေပျောက်ဆုံးနေတဲ့ဝိညာဉ်တစ်ခုဖြစ်ပါတယ်။သူမဟာဟွန်ဂျီကိုဟွန်ဂျီကသူ့ရဲ့အမှတ်ညံတွေကိုပြန်ရှာပြီးရင်သူ့ကိုကူညီပေးမယ်လို့ကတိပေးပြီးတော့သူတို့နှစ်ယောက်အတူတူဝိညာဉ်ကြီးကိုဖမ်းဆီးရှင်းလင်းတဲ့အလုပ်ကိုစတင်လုပ်ကင်ပါတော့တယ်။ သူတို့နှစ်ယောက်တိဆုံတဲ့အခါမှာတော့ဝင်းကြီးတွေရဲ့မပြည့်စုံတဲ့ဆန္ဒတွေအတိတ်ကလှုပ်ဝက်ချက်တွေနဲ့သူတို့နှစ်ယောက်ရဲ့အခြေဟာတာခံလေးတွေနဲ့အန်တွေရှိတဲ့မကောင်းဆိုးရွားတွေကိုဘယ်လိုနှိမ်နင်းကြမလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရမယ်ဇက်ကာကောင်းလေးတကားဖြစ်ပါတယ်တေးဥဆောင်နေနေနဲ့လည်းမီနီမီဂျော်လေးကေဆိုဟန်ဒူပီယံအဖွဲ့ဝင်ဖြစ်တဲ့မင်းနာဂျော်လေးထေရန်တို့ကအဓိကပါဝင်တေးဥဆောင်ထားပါတယ်ဒီဇလန်ကို2016ခုနှစ်တီဗန်ဆိုတဲ့ရုပ်သံလိုင်းကနေပြသခဲ့ပြီးတော့စုစုပိုင်း16ပိုင်းပါရှိပါတယ်။ဘက်ပုံတစ်ခုကိုအခြေခံပြီးရိုက်ခုထားတဲ့ဇက်ကလေးတကားဖြစ်ပါတယ်။ဝေတင်နေနဲ့ဆိုရင်လည်း IMDb Sam White City တောင်ရရှိထားတဲ့ 2016ရဲ့ဇက်ကာကောင်းလေးတကဖြစ်ပါတယ်။နံပါတ်1 God Doctor ဒီဇက်ကာလေးကတော့2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဆရာဝန်ဒရမာလေးဖြစ်ပြီးတော့စီးပညာဟာသရိုမန်နဲ့ဝိညာဉ်ရေးရနဲ့လူသားဆန့်မှုကိုရောစပ်ထားတဲ့လူထိစရာဇက်ကာလေးတကပါ။ဇက်လန်ရဲ့အဓိကဇက်ကောင်နှစ်ယောက်ကတော့ချာဟွန်းကကိုစုံဟွန်းဆိုတဲ့စီးပညာအရေးရှင်ကွဲပြားတဲ့ဆရာဝန်နှစ်ယောက်ပါ။ချောင်းဟွန်းကထူးချွန်တဲ့ရင်ဘက်ခွဲစိတ်ဆရာကိုအယံကိုစွန့်ရင်မြင့်ပြီးတော့မန်တက်လူနာတွေကိုအသက်ရှူတန်တစ်ချက်မှမလွတ်စေတဲ့ professional ဆရာဝန်တယောက်။ ဒါပေမဲ့လူမှုဆက်ဆံရေးညံ့ပြီးတော့လူတွေကိုခွက်ခွက်ကွာဆက်ဆံတတ်တဲ့ထူးချွန်တဲ့ဆရာဝန်တယောက်ပါ။ကိုစုံဟုချမ်းသာတဲ့မိသားစုကဆရာဝန်တယောက်။စီးပညာရည်ရှိမရှိပေမဲ့လည်းဝန်ကြီးတွေကိုမြင်နိုင်တဲ့ထူးခြားရေးဆိုင်ရှိပါတယ်။ သူတွေကိုဂယူဆိုင်တက်ပြီးတော့နှွေးထွေးတဲ့နှလုံးသားရှိသူပါ။တနေ့မှာချောင်းဝါကမတော်ဆမှုတစ်ခုကြောင့်ကိုမအချင်းကြီးကိုရောက်ရှိသွားပြီးတော့သူ့ရဲ့ဝန်းကြီးဟာသူ့ခန္ဓာကိုယ်နဲ့ခွဲထွက်သွားပါတယ်။ဒီဝန်းကြီးဟာဆွန်ဟွေရဲ့ကိုယ်ထဲကိုရောက်နိုင်ပြီးတော့ဆွန်ဟွေရဲ့လက်နဲ့ချောင်းရဲ့စေးပညာဆွမ်းရည်ကိုအသုံးပြုပြီးတော့အရေးပေါ်လူနာရီကိုကယ်တင်ရပါတော့တယ်။ဒီကသူတို့နှစ်ယောက်ကြားမှာရဲစရာဆဲလုဆားဆားတွေနဲ့နှွေးထွေးတဲ့ဆက်ဆံရေးကစတင်ဖြစ်ပေါ်လာပါတော့တယ်။ဇလန်လေးမှာတော့ဆေးရုံအသွင်ဖြစ်ပျက်နေတဲ့အရေးပေါ်ခွဲစိတ်မှုတွေဆရာဝန်တွေရဲ့အသွင်စိတ် ရုံးကန်မှုလူနာရဲ့မိသားစုဆက်ဆံရေးဝန်ကြီးတွေရဲ့မပြည့်စုံတဲ့ဆန္ဒတွေနဲ့စေပညာပေါ်ယုံကြည်မှုစတဲ့နှက်ဆိုင်တဲ့အကြောင်းအရာများစွာပါဝင်ထားပါတယ်။အဓိကတရားဆောင်နေတဲ့မင်းသားချော်လေး Ray အားလုံးကသိကြတဲ့ F4 ဇက်ကားတွေကအိုမင်းသားလို့အားလုံးကသိကြတဲ့မင်းသားချော်လေးကင်ပန်းမင်းမီနီတွေနဲ့လည်းကင်ယူဂျင်နဲ့ဆိုနာဝန်းတို့ကအဓိကပါဝင်တရားဆောင်ထားပါတယ်။ဒီဇက်လန်လေးကိုတော့2022ခုနှစ် TVN ဆိုတဲ့ channel ကထုတ်လွှင့်ပြသခဲ့ပြီးတော့စုစုပိုင်းအပိုင်းအနေနဲ့16ပိုင်းပါရှိပါတယ်။ Rating အနေနဲ့ဆိုရင်လည်း INDB 7.90အောင်ရရှိကြတဲ့ဇက်ကားကောင်းတွေကဖြစ်ပါတယ်။ နံပါတ်1 Blood ဒီဇက်ကလေးကတော့2018ခုနှစ်ကထွက်ရှိခဲ့တဲ့လှုပ်ဝက်ဆက်ဆံတဲတဲ့ရင်ဘူဇက်လန်လေးတစ်ခုဖြစ်ပါတယ်ဇက်လန်လေးကတော့မင်းသားဟာရဲတပ်ဖွဲ့အဖွဲ့ဝင်တယောက်ပါသူဟာသူညီတေဆုံးမှုကိုစုံစမ်းနေချိန်မှာပဲမတော်ဆတေဆုံးသွားပါတယ်ဒီချိန်မှာပဲတင်မင်းဆရာနမက်၄လုံး black ဆိုတဲ့မှောင်မှတ်ပြီးတော့စီကန်တင်ချက်တဲ့တင်မင်းဆရာတယောက်ကမှုကန်ရဲ့ခနာကိုယ်တဲကိုတင်းယူဝင်ရောက်နေပါတယ်သူရဲ့ရည်ချက်ကထွက်ပြေးတင်မင်းဆရာနမက်၄၁၆ကိုရှာဖွေဖမ်းဆီးဖို့ဖြစ်ပါတယ် ဒီလိုဝင်ရောက်နေချိန်မှာမူကန်ရဲ့ခန္ဓာကိုယ်ကပြန်ရှင်တန်လာပြီးတော့ရဲတပ်ဖွဲ့ဝင်ကိုအလုတ်ဆက်လို့ရပါတော့တယ်။တစ်ဖက်မှာဂျွန်ဟာရန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကသူ့ရဲ့လူတက်မှုကိုစုံစမ်းနေပါတယ်။ ဟာရန်ဟာလူတယောက်တင်မဲ့အချိန်ကိုအဲ့ဒီလူရဲ့အနောက်မှာရှိတဲ့အရေးကနေကြည့်ပြီးတော့သူမြင်နိုင်တဲ့ထူးခြားတဲ့ဆန်းရည်ရှိပါတယ်။ဒီဆန်းရည်ကသူမကိုကြောက်ရွံ့မှုတွေပေးနေပေမဲ့လည်းသူမရဲ့ဘဝကိုကာကွယ်ဖို့အတုံးပြုနေရပါတယ်။မင်းသားရဲ့ခန္ဓာကိုယ်တွေကိုဝင်ရောက်နေတဲ့ဗလက်ခန္ဓာကိုယ်နဲ့ဟာရန်တို့တွေ့တဲ့အချိန်မှာတော့လှုပ်ဝက်ချက်တွေကိုနှစ်ယောက်တူတူဘယ်လိုစာဖွေဖော်ထုတ်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမယ်။ဇာကာလီတကာဖြစ်ပါတယ်။တရုတ်ဆောင်နေနေနဲ့လည်းအားလုံးကဂျွန်စောလို့တည်ကြတဲ့မင်းသားကျော်လေးစောင့်ဆုံးဖို့ မင်းနမီကျော်လေးဂိုအာရာတို့ကအဓိကပါဝင်တယောက်ဆောင်ထားပါတယ်ဝေတင်နေနဲ့လည်း IMDB 7.80ကျောင်းရရှိတာတဲ့ဇက်ကာကောင်းလေးတကားဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်အခုပြောပြပြီးခဲ့တာကတော့ကိုရီးယားရဲ့နာမည်ကြီးတရက်ဆက်လန်တွေငါးကားဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုင်ခဲ့တဲ့ဆိုရင် like and share comment လေးလုပ်ခဲ့ပေးကြပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်